โอเคမင်္ဂလာပါလို့လက်ရှိဥစားပြီးနှုတ်ခွန်းဆက်ပါတယ်ကျွန်တော်ရဲ့ Note Tiger Channel ကိုနေ့ရက်တိုင်းအစီအမဲကြည့်ရှုပေးတဲ့ဒူတဲ့ကိုလည်းကြည့်ဦးတည်တယ်လို့လည်းရှိဥစားပြောကြားချင်ပါတယ်ဒီနေ့ကျွန်တော်တင်ဆက်ပေးမယ့်ဗီဒီယိုလေးကတော့မျိုးမင်းကိုစီရဲ့ reaction လေးပဲဖြစ်ပါတယ်အတူတူကကြည့်ရှုနားဆင်ကြားရအောင်သူများတွေလို့အခုသတင်းထွက်လာအခုသတင်းမလုတ်နိုင်တဲ့အတွက်ကြောင့်ຫນွေဥမေသက်ပိုးပြီးမှ နော်လုံနိုင်တဲ့သူတွေရှိတယ်သူတို့ကြတော့သတင်းတွေကိုအခုရအခုတင်နိုင်တဲ့အစွမ်းစားရှိကြတဲ့အတွက်ကြောင့်သူတို့ကတင်ကြတယ်ຫນွေဦးမေကသတင်းမှနောက်ကြတဲ့အတွက်ကြောင့်စီရေသတင်းတွေကိုမတင်တာဖြစ်ပါတယ်စီရေပိုင်းဆိုင်ရာမတင်ချင်လို့လည်းမဟုတ်ပါဘူးကိုရအားနဲ့ချက်ကိုကိုတိတဲ့အတွက်ကြောင့်မတင်ပေးနိုင်တာဖြစ်ပါတယ်ဆိုတော့အကြောင်းပထမအဦးဆုံးပြောပြခြင်းနဲ့နော်ကချင်ပြည်နယ်စစ်ရဲကိုတရေကိုမပြောခင်မှာလေသဘောကျတဲ့အရာတစ်ခုရှိတယ်အားဘာလဲဆိုတော့ တတို့ကပြောတတ်တယ်နော်မင်္ဂလာရှိတဲ့သူကတော့သူရောက်တဲ့နေရာမှာမင်္ဂလာနဲ့ပြည့်စုံတယ်အမင်္ဂလာနဲ့ပြည့်စုံတဲ့သူကရောက်တဲ့နေရာမှာသူတစ်ပါးကိုအမင်္ဂလာဖြစ်စေတယ်ဆိုရကြောင်းနော်ဆိုတော့အခုခွေးချဘူးကနေမှာအလုံးတည်တယ်ထိုင်းကိုလည်းပဲရွေးကောက်ပွဲကို ထောက်ခံပေးဖို့ဆိုမှသူသွားလိုက်တယ် Prime Minister နဲ့လက်ဆွဲနှုတ်ဆက်ခဲ့တယ် Prime Minister ပြုတ်သွားတယ် နီပေါကဝန်ကြီးနဲ့တွဲနှုတ်ဆက်ခဲ့တယ်နီပေါဝန်ကြီးမိသားစုဘေဘွားရောက်သွားတယ်လဲဆိုတော့အခုလွန်ခဲ့တဲ့တရုတ်ပြည်သွားတော့ကမြောက်ကိုရီးယားကောင်းဆောင်နဲ့တွဲနှုတ်ဆက်ခဲ့တယ်ဆိုတော့အခုမြောက်ကိုရီးယားကစစ်ခွေးတွေကိုလက်နက်ခဲယံရောင်းချပေးတယ်ဆိုပြီးမှ ကိုရီးယားကလူ9ဦးနဲ့ကုမ္ပဏီတစ်ခုကိုစီးပွားရေးပိတ်ဆို့လိုက်ပြီးဆိုပြမှအမေရိကန်ကနေမှကြေညာလိုက်တယ်။ဆိုတော့ခွေးကျဖို့နင့်ရဲ့အဆင့်တန်းနင့်ရဲ့မင်္ဂလာနင့်ရဲ့စက်တရေကဘလောက်တုံးတယ်လဲဆိုတော့လေပြောစရာတော့မရှိဘူးဖြစ်သွားတယ်နော်။ ဆိုတော့အခုကျမတို့နောက်သတင်းအနေနဲ့ကတော့လွန်ခဲ့တဲ့အပတ်သုံးကဆော့လော်နဲ့လန်စေချာမှာရှိတဲ့ကျွတ်တို့ KIA စခန်းကိုပြည်သူ့ခွေးတွေနဲ့စစ်ခွေးတွေနဲ့ပေါင်းပြီးမှလာတိုက်တဲ့အခါမှာအလုံးရှုံးပြီးမှထွက်ပြေးသွားတာအလုံးအတိပဲဖြစ်တဲ့ဆိုတော့အခုစစ်ခွေးတွေကလန်စေအကိုမရမနေသူစစ်စင်ဖို့ရတော့အခုပူတာဦးမှာရှိတဲ့ကားအကြီးအငယ်အလုံးကို ပေါ်တာဆွဲတယ်ဆွဲပြီးမှသူတို့ရဲ့စာနာရိတ်ခါနဲ့လက်နက်ခဲရံတွေကိုခေါင်လံဖိုးကိုပို့နေတယ်ဆိုတဲ့ ောင်းသိရတယ်။နေပြည်တော်ကနေမှပူတာဦးဘက်ကိုလေရင်နဲ့တွားချထားတဲ့လက်နက်ခဲရန်တွေစာနာရိတ်ခါတွေကိုပူတာဦးမှာရှိတဲ့ပြည်သူလူထုတွေရဲ့ကားအကြီးအငယ်တွေကိုပေါ်တာဆွဲပြီးမှခေါလံဖိုးကိုပို့မယ်။ဒီခေါလံဖိုးကိုပို့ပြီးမှပဲသူတို့ကဒီကနေမှချေချင်နဲ့လန်စေဘက်ကိုထိုးစစ်ဆင်လာမှဖြစ်တယ်။ဒါကြောင့်အခု မကြခင်မှာလန်စဲမှာတိုက်ပွဲကြီးကြီးဖြစ်ပွားစရာကြောင်းရှိတယ်။ဒါကြောင့်ပူတာဦးတို့ဆော့လော်တို့လန်စဲဒီမှာရှိတဲ့ပြည်သူလူထုတွေကိုပြောချင်တာကတတ်နိုင်တဲ့လောက်အစားအသောက်တွေကိုစုဆောင်ထားကြပါမကြခင်မှာတိုက်ပွဲကြီးကြီးဖြစ်ပွားနိုင်စရာကြောင်းရှိတယ်။အခုစစ်ခွေးတွေကတော့နေ့တိုင်းလိုလိုကားအကြီးငယ်ပေါ်တာဆွဲပြီးတော့ ခေါင်လမ်းဖိုးဘက်ကိုလက်နဲ့ခဲရနေပို့ဆောင်နေတယ်ဆိုတဲ့အကြောင်းပြောချင်တယ်ပြီးနောက်တစ်ခုကတော့အခုဒီဝိုင်းမော်ဘက်မှာလည်းတိုက်ပွဲဖြစ်ပွားနေတာဟာတကယ်ဆိုတက်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 လေးနဲ့ဖြစ်နေတာဟာတလားကြော်တော့ရှိပြီဒါပေမဲ့လွန်ခဲ့တဲ့အပတ်ကနေမှပြင်းပြင်းထန်ထန်ဖြစ်လာခဲ့တယ်တနေ့ကသတင်းထဲမှာလည်းကျွန်မပြောပြသလိုပဲဝူယန်ဘက်မှာ ထိုးစစ်စင်တဲ့စစ်ခွေးတွေနဲ့တီတုခွေးတွေကတော့ထိခိုက်မှုအများများသွားတဲ့အတွက်ကြောင့်မတည်ပဲနဲ့ကြာနေတဲ့ခွေးတွေကပြန်ဆုတ်သွားခဲ့တယ်ဆိုတော့ကိုကျွတ်တရင်ထဲမှာလည်းတင်ပြတာဖြစ်တယ်ဆိုတော့အဲ့လိုမျိုးဆုတ်သွားခဲ့တဲ့အခါကျတော့အခုဒီတနိုင်းဘက်ကနေမှစစ်ကိုခေါ်တယ်တနိုင်းဘက်ကနေမှစစ်ကိုခေါ်တဲ့အတွက်ကြောင့်တနိုင်းခမရ318ကတရင်မိုးတွေပါအခုဒီဝိုင်းမော်ဘက်ကိုထိုးစစ်ဆင်လာခဲ့တယ်အဲ့ထိုးစစ်ဆင်လာခဲ့တဲ့ တက်ရင်မိုးကိုပဲကျတော့ KIA ဒီဘက်ကနေမှ စနိုက်ပါနဲ့ချထည့်လိုက်တာမတာပေါ်နီနီပဲမတာပေါ်နီနီဖြစ်တဲ့ခွေးတရောင်းစားကို မြစ်ကျနဆဲယုံဘက်ကိုခေါ်သွားတာလမ်းမှာပဲချက်ချင်းမတာပေါ်သွားတယ်ဆိုတော့အခုဒီ white mob ဘက်မှာလဲနော်စစ်ခွေးတွေအတုံးအယုံပြီးသူခွေးတွေအတုံးအယုံတဲပြီးမှစစ်ရဲမှာရှုံနေနေတယ်ဆိုတဲ့အကြောင်းပြောချင်တယ်ဘတ်မောက်ဘက်မှာဆိုလို့ရှိရင်အခုတိုက်ပွဲတွေနေ့တိုင်းဆက်တိုက်ဖြစ်ပွားနေတယ်ပြီးရင်အခုဒီ social media ကြီးထဲမှာခွေးလော်ဘီဒီဘက်ကနေမှဘာလုပ်တယ်လဲဆိုတော့အနောက်ပါမှာအစုလိုက်အပြုံလိုက်ဘုံကျဲတိုက်ခိုက်ပြီးဆုံးသွားတဲ့လူတွေကိုမြုပ်တဲ့တပ်ပုံတွေကိုထုတ်ပြီးမှအခုဘတ်မောက်မှာ KIA ဒီဘလောက်ကြတယ်လဲမကြဘူးလေကြည့်ကြပါဆိုပြီးမှအခု online ထဲမှာအရင်တော့အတပုံဒီကိုယူပြီးမှ lobby လုပ်နေကြတာတွေအများရှိတယ်။ဒါပေမဲ့နင်တို့ခွေးတွေကိုတခုပဲပြောလိုက်မယ်။အခုအချိန်အထိတိုက်ပွဲတွေတလောက်ဖြစ်ပြနေတဲ့နေရာမှာအခုနင်တို့တင်ထားတဲ့ဓာတ်ပုံထဲကဒီလောက်အထိအခုဗတ်မောက်အမြို့အပြင်မှာတိုက်ပွဲတွေဖြစ်ပွားနေတယ်။ဘလောနီနဲ့ဒီ account တွေအများကြီးလူတွေအများကြီးနဲ့ တကြိုပွဲကိုလုပ်နိုင်မှာလဲစဉ်းစားကြည့်ကြနော် KIAD အမြဲတေကြတယ်လို့ပဲထားဒီလိုမျိုးပွဲလိုမျိုးကျင့်ပါရပြင်မမြုပ်ရအောင် အခြေအနေကအဲ့လိုဖြစ်နေသလားဆိုက်ဝါထဲ့မယ်ဆိုလို့ရှိရင်နည်းနည်းလေးနင်းတို့အဖေမေဒီစီကကတ်ပါလာခဲ့တဲ့ဖြုတ်အုံနောက်ဒီလဲနည်းနည်းလေးလေပတ်ပြင်မဖြစ်နိုင်သလားမဖြစ်နိုင်ဘူးလားဘိုင်းမောက်မှာဒီလိုမျိုးနော် KIAD တေတဲ့ဥစ္စာကိုမြုပ်တဲ့ဥစ္စာဒီလောက်အထိပွဲဒီလုတ်ပြင်မမြုပ်ရအောင်အခြေအနေက ေးနေသလားမပေးဘူးလားစဉ်းစားကြည့်ကြပါလို့ပြောချင်တယ်เนาะဆိုတော့အခုဘမောက်မှာတိုက်ပွဲကြီးပြင်းထန်နေတယ်ပြီးနောက်တစ်ခုကတော့တနိုင်းဘက်မှာလည်းမနေ့ကတော့လေရင်ရှစ်စီးနဲ့ဘုံကျဲတိုက်ခိုက်နေတယ်ဆိုတဲ့အကြောင်းကို ပြောပြချင်တယ်เนาะနောက်တစ်ခုနေနေကတော့ဒီစက်တင်ဘာလ23ရက်နေ့တုန်းကရေးမြို့နယ်ကြောင်းရွာကနေမှရွာတိရွာကိုအင်အားတရာကျော်နဲ့ထိုးစစ်ဆင်လာတဲ့စစ်ခွေးတွေကိုလမ်းပြပေးတဲ့လမ်းပြနှုတ်ဦးကို ရဲဘရိုးတွေဖွဲ့ကနေမှစက်တင်ဘာလ25ရက်နေ့ည10နာရီကျော်မှာတွားဖမ်းဆီးခဲ့တယ်တဲ့အဲ့လိုမျိုးဖမ်းလိုက်တဲ့ခါကျတော့ရဲဘလူးဆိုတော့ကျွန်တော်တို့ဒီ PDF မှာနာမည်ကြည့်ပဲเนาะဆိုတော့အခုဒီလမ်းပြနေရာကိုဖမ်းလိုက်တဲ့ခါကျတော့အခုဒီစစ်ခွေးတွေကတော့ပြန်ခောက်သွားတယ်လို့သိရတယ်ဆိုတော့ဒီနေ့မွန်ပြည်နယ်ကိုလာရလာကြည့်ကြလေပြီးလို့ရှင်အခုဒီမွန်ပါတီဒီတောင်မှအခု မွန်ပြည်နယ်မှာမဲဆွေစည်းရုံးချင်းကိုမလုပ်နိုင်ဘူးလို့ကြားရတယ်။ရေဘလူးရဲ့လက်ချက်ကိုကြောက်တယ်လေ။အဲကြောင့်စစ်ခွေးတွေကတော့ပြန်ခောက်သွားတယ်ဆိုတဲ့အကြောင်းသိရတယ်။မွန်ပြည်နယ်မှာရွေးကောက်ပွဲပဲလုပ်သွားမလားနင်းတို့အသက်ကိုပဲရေဘလူးတွေရွေးပြမတက်ပြလိုက်မလားဆိုတာလည်းညမျောကြည့်ကြပါတော့ပြောချင်တယ်။ပြီးရင်အခုကြွားတော့နောက်သတင်းတပုတ်အနေနဲ့ကတော့ဗီဒီယိုတော်တော်လေးကိုအရင်နားထောင်ကြည့်ရအောင်။ဟိုလက်နက်ကင်ဖြစ်လာတယ်ဆိုတာတက်ကြောင်ဖြစ်လာတာတော့မဟုတ်ဘူး။သူတို့ရဲ့နိုင်ငံရေးလိုအပ်ချက်ကြောင့်ဖြစ်လာတာ။ ငင်းချိုင်းဒီအခုရသွားပြီဆိုရင်တော့လက်နက်ကိုင်အဖွဲ့ဆိုတာဒီဒီအခုတော့ BGF ကိုဖြုတ်ကိုဖျက်ရမယ်။ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ်တက်မလို့ဆိုတော့တခုပဲရှိတယ်။တက်မလို့အနေနဲ့ရတော့ဖြင့်လက်နက်ကိုင်အားလုံးရဲ့သူကအကြီးအမှုပဲ။ရောက်မလို့လေငင်းချိုင်းရေးယူထားတဲ့ဒီလက်နက်ကိုင်အဖွဲ့စည်းတွေကို Border Guard Force ပေါ့နော်။ BGF ဆိုရင်မှာကိုတော့ဖွဲ့ပေးတယ်။ရောက်မလို့လက်နက်ကိုင်အဖွဲ့စည်းတွေကအချိန်ကြာလို့ရှိရင်တော့ ရင်ချမ်းရေးဒီအကုန်ရသွားပြီဆိုရင်တော့လက်နက်ကင်အဖွဲ့ဆိုတာဒီဒီအကုန်လုံးက BGF ကိုဖြစ်ကိုဖြစ်ရမယ်။အဖြစ်ဖဲနဲ့ရင်ချမ်းရေးရတယ်လို့ပြောတာမဖြစ်နိုင်ပါဘူး။ဒါမှမဟုတ်လေတက်မတော်ကော်ဝေးဦးစည်းချုပ်ကဒီလက်နက်ကင်အားလုံးရဲ့အကြီးမှုဖြစ်တယ်။လက်နက်ကင်အားလုံးရဲ့အကြီးမှုဆိုတာဒပုံတပ်ဖွဲ့ကတော့သူအကြီးမှုလို့လို့မရဘူးပေါ့။ဒါပေမဲ့ဒီဒပုံတွေအကုန်လုံးက BGF ဖြစ်နေအတွင်ပြောင်းပြီးပြီဆိုရင်တော့ဒါသူကိုကံအောင်မှာပဲရှိဖို့လိုပါလား။ရမလို့တမရောကဝေဦးစိုးရဲ့အခမ်းကဏ္ဍကိုတခြားနိုင်ငံတွေနဲ့မတူဘူးပေါ့ မြန်မာနိုင်ငံမှာတော့ဖြင့်ဝန်ကိုင်းသွားနေကြတော့မပြီးသေးဘူးအဲ့တော့မပြီးသေးတဲ့နေသားမျိုးမှာဟိုတတ်မတော်ရဲ့အခန်းကဏ္ဍကိုရှော့ချဖို့ဆိုတော့ဖြစ်တင်မှုလို့ပဲဥပမာယူဆပါတတ်မတော်ကော်မတီကြိုးကလည်းဒီလိုပြောထားပြီးပြီလေမြန်မာနိုင်ငံမှာတောင်းကျမ်းသူဆိုတာမရှိတော့ဘူးဆိုကြလို့ရှိရင်တတ်မတော်ကလည်းလွတ်တော်ကနေဖယ်ပေးပါမယ်ဆိုတော့ဒီလိုအတိအကျပြောထားပြီးဆိုတော့အခုဒီအထဲမှာကျတော့အားလုံးကြားရတဲ့အတိုင်းပဲဒီမင်းကင်းမောင်မြင့်သူ ကဒါလွတ်တော်အမတ်လို့သာပြောနေတာနော်အဲ့အချိန်အခါကလေးကလွတ်တော်အမတ်တယောက်ရဲ့အုံနောက်အရေးချင်းနဲ့တို့မရှိဘူးအခုဒီဗီဒီယိုကိုကျတော့နားထောင်ကြည့်တဲ့အခါမှာဘာကိုကြားမိတယ်လဲဘာကိုခံယူတယ်လဲဘလိုမျိုးအမြင်တွေရှိကြတယ်လဲတော့မသိဘူးအခုဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့နှမျိုးကိုပြောချင်တယ်တခုကတော့အခုသူပြောသွားတာကဒီလက်နက်ကိုင်တပ်ဖွဲ့ဆိုတာဟာစစ်တပ်ကြောင့်ဖြစ်ပေါ်လာတာမဟုတ်ဘူး သူတို့ရဲ့နိုင်ငံရေးလိုအပ်ချက်ကြောင့်တိုင်းရင်းသားလက်နက်ကိုင်ဆိုတာပေါ်ပေါက်လာခဲ့တယ်လို့ပြောတယ်။နိုင်ငံရေးကြောင့်ဖြစ်တဲ့နိုင်ငံရေးကိုဘယ်သူလုပ်တယ်လဲ။သူပြောသွားတာကမှန်တယ်။ဒီလက်နက်ကိုင်တပ်ဖွဲ့ဆိုတာဟာစစ်တပ်ကြောင့်ဖြစ်ပေါ်လာတာမဟုတ်ဘူး။နိုင်ငံရေးကြောင့်ဖြစ်ပေါ်လာတယ်။ဘာကြောင့်မို့စစ်တပ်ကြောင့်မဟုတ်ဘူးလို့ပြောတယ်လေဆိုတော့စစ်တပ်ဆိုတာဟာစစ်ခွေးတွေအုပ်ချုပ်ပြီးတဲ့နောက်ပိုင်းမှာဘိုးချော့အောင်စံတီထောင်ခဲ့တဲ့စစ်တပ်ဟာဒီစစ်တပ်မဟုတ်ဘူးလေဒါကြောင့်မို့ ဘိုးချုပ်အောင်ဆန်းတီထောင်ခဲ့တဲ့စစ်တပ်မရှိတော့တဲ့အတွက်ကြောင့်ကျတော့ဒီတိုင်းရင်တားလက်နဲ့ကင်တွေအားလုံးဟာလက်နဲ့ကင်တော်လာရဲတမားတွေဖြစ်လာခဲ့ကြတယ်။ဘိုးချုပ်အောင်ဆန်းတီထောင်ခဲ့တဲ့စစ်တပ်ကြောင့်တော့မဟုတ်ဘူး။ဒါပေမဲ့ခွေးစစ်တပ်ကြောင့်တော့ဟုတ်တယ်။ဘာကြောင့်တိုင်းရင်တားလက်နဲ့ကင်ဆိုတာဖြစ်ပေါ်လာတယ်လဲ။ဘာကြောင့်မို့နိုင်ငံရဲကြောင့်လို့သူပြောတယ်လဲဆိုတော့ဟုတ်တယ်နိုင်ငံရဲတခုကိုလှုပ်လာဖို့ရအတွက် 丹州二州木昆野果，也没打嘛路阿的。丹州二州木木晓得该啥果嘞？都地嘛被都标断了，人吃野的阿狗也断了，都参加路去养。单养单，人来干的阿龙哥，这代也来啊！BGF 阿奶奶茶梅都标了，BGF 说了哈，这代也傲慢你了。 ကျတော့ကနင်းတို့ရဲ့စစ်တပ်ရဲ့အောက်ထဲမှာနေမဲ့နင်းတို့လိုအုံအောင်မပြီးတဲ့ကြက်မပြီးတဲ့လူတွေမဟုတ်ဘူးဒါကဘာကြောင့်ဒီစကားကို ပြောတယ်လဲဆိုတော့ဒါဟာလူမျိုးရဲ့အနေနဲ့အဆင့်တန်းခွဲခြားခြင်းနိုင်ငံရေးမှာတောင်မကဘူးနော်လူမျိုးရဲ့အနေနဲ့အဆင့်တန်းခွဲခြားခြင်းဖြစ်တယ်နင်းတို့တိုင်းရင်သားလက်နက်ကိုင်တွေဟာငါတို့ဗမာတွေရဲ့အောက်မှာရှိရမယ်ဆိုတဲ့အသွေးအခေါ်ကြောင့် ငိမ့်ချရဲ့အကုံရသွားပြီးတဲ့အခါမှာလက်နက်ကင်တိုင်းရင်သားတွေဟာ နေချဆောင်တက်ဖြစ်ရမယ်။ဒီနေ့ကျမတို့တိုင်းရင်သားလက်နက်ကင်တွေကိုစစ်ခွေးတွေရဲ့အမြင်ထဲမှာအခုငိမ့်ချရဲ့ရသွားတဲ့အခါမှာတိုင်းရင်သားတွေအကုံစုပေါင်းပြီးတော့ကောင်းတဲ့စစ်တပ်တစ်ခုကိုတီထောင်မယ်ဆိုတဲ့စကားကိုသူမပြောသွားဘူး။ငိမ့်ချရဲ့အကုံရသွားတဲ့အခါမှာဒီတိုင်းရင်သားလက်နက်ကင်တွေအားလုံးဟာ PJF ဖြစ်ကိုဖြစ်ရမယ်လို့စကားပြောသွားတယ်ဖြစ်ကိုဖြစ်ရမယ် အားလုံးဟာ PG အဖြစ်ကိုဖြစ်ရမယ်။ရည်ချင်းစရာကောင်းတယ်။စစ်တပ်ဟာလက်နက်ကိုင်တွေအားလုံးရဲ့အကြီးအမူဖြစ်တယ်။ဒါကြောင့်မို့ဒီကာချုပ်ဆိုတာဟာဆိုလို့ရှင်လေစစ်တပ်အတွက်ခေါင်းကြီးပဲမဟုတ်ဘဲနဲ့လက်နက်ကိုင်တိုင်းရင်းသားတွေအားလုံးရဲ့ခေါင်းကြီးဖြစ်တယ်။ ဒီထဲမှာနောက်တစ်ခုကဘာလဲဆိုတော့နိုင်ငံတကာမှာစစ်တပ်ဆိုတာတခုပဲရှိတယ်လို့ပြောတယ်မှန်တယ်ပြီးလို့ရှိရင်နောက်တစ်ခုကဘာပြောလဲဆိုတော့ဒါပေမဲ့တဲ့မြန်မာနိုင်ငံမှာရှိတဲ့စစ်သားရဲ့လှုပ်ရှားပုံစည်းကမ်းတွေစစ်စနစ်တွေကတော့သူများနိုင်ငံနဲ့မတူဘူးလို့ပြောတယ်ဘယ်သူမှလည်းခွေးကျင်ခွေးကြံလေပြီးလို့ရှိရင်ဒီတိုင်းရင်းသားလက်နက်ကိုင်အားလုံးရဲ့အကြည့်မူဟာနင့်တို့စစ်ခွေးတွေရဲ့ကာချုပ်ဖြစ်တယ်လို့ဘသူပြောတယ်လဲဘယ်တတဝါပြောတယ်လဲနင့်တို့ခွေးတွေပြောရင်ပြောမယ်ဒီနေ့ကျမတို့လူဖြစ်တဲ့တိုင်းရင်းသားတွေဘယ်တော့ခါမှမှ စစ်ခွေးတွေကကျမတို့ရဲ့ခေါင်းဆောင်ဖြစ်တယ်စစ်ခွေးတွေကကျမတို့ရဲ့အကြီးအကဲဖြစ်တယ်စစ်တပ်ဆိုတာကျတို့မြန်မာနိုင်ငံမှာမရှိမဖြစ်ဖြစ်တော့စစ်တပ်ဖြစ်တယ်လို့ခွေးတွေခံယူရင်ခံယူမယ်လူစင်စစ်ကတော့ဒီစကားကိုမပြောတယ်လို့ဘယ်တော့အခါမှမလဲကျတို့လက်မခံဘူးเนาะ 大家莫，那是亏的个，我给的路里撇的阿多椒，是亏的也别阿看更大的苦果嘛。学校啥教没去不？缅甸人阿嘛，都报没许多嘞，钱得来嘛。是亏的个，罗绿豆汤个你嘛，阿第一汤多买路标嘞。你罗绿豆汤嘛，汤内呀真哈，第二你罗都报路高嘞，就阿罗豆来叶都买里炒啦。但阿莫不说罗些缅甸人阿，我看阿龙阿标得罗，汤内阿来那钙内阿罗含阿罗汤罗叶来阿汤嘛稀阿没素。 တဲ့မြန်မာနိုင်ငံကိုကြီးစိုးချင်တဲ့အတွက်ကြောင့်လူတော်ထဲမှာထိုင်နေကြသလားစဉ်းစားကြည့်ကြပါเนาะဆိုတော့ဒီနေ့မြန်မာနိုင်ငံထဲမှာနင့်တို့ကငွေရုလက်နဲ့ကင်လို့ပဲနင့်တို့လူတော်ထဲမှာထိုင်မလားဒါမှမဟုတ်လို့ရှိရင်ငွေရုကနင့်တို့ကိုအပြီးချေမုံမှနင့်တို့က ခွေးပြဲဝက်ပြဲပြဲမှလွတ်တော်ကနဲ့ထွက်မလားဆိုတော့နင့်တို့ရွေးရမှာဖြစ်တယ်နော်ဒီလိုမျိုးအထင်အမြင်တဲမှုတွေစစ်ခွေးတိုင်းစစ်ခွေးရဲ့အရေခြုံတဲ့သူတိုင်းမှာရှိတယ်ဒါကြောင့်မို့ဒီလိုမျိုးတန်းတူညီတူမှုကိုမရနိုင်တဲ့အတွက်ကြောင့်ဒီနေ့ကျွန်တော်တို့27ဒေါ်လာရေးဆိုတာဖြစ်ပေါ်လာခဲ့တာဒါကြောင့်ခဏတော့ကသူပြောသွားတယ်တိုင်းရင်သားလက်နက်ကိုင်တွေဟာစစ်တပ်ကြောင့် လက်နဲ့ကင်လာတာမဟုတ်ဘူးဆိုတာတိတ်မှန်ခဲ့ပါတယ်။မှန်လဲမှန်တယ်အခုအချိန်ထိလဲမှန်တယ်။ခဏတုန်းကပြောလို့ဘာကြောင့်မှန်တယ်လဲဆိုတော့ပိုချော့အောင်ဆန်းတီထောင်ခဲ့တဲ့စစ်တပ်ဟာ ဒီနေ့ဒီအချိန်ထိမရှိတော့လို့ပဲဘိုးကျော်အောင်ဆိုင်ရဲ့စစ်တပ်မရှိတော့တဲ့အတွက်ကြောင့်စစ်ခွေးတွေကိုဒီနေ့ကျတော့ပုံကန်တယ်ဘယ်နဲ့မှအဆုံးတက်မလဲဆိုတော့စစ်ခွေးပပျောက်သွားတဲ့အချိန်မှာကျတော့လည်းတိုက်ပွဲတွေဖော်ဆောင်မှုကင်းသွားမှာဖြစ်တယ်ဒါကြောင့်အားလုံးငြိမ်းချမ်းသွားတဲ့အခါမှာနင်းတို့စစ်ခွေးတွေလွတ်တော်ထက်ကနေမှထွက်ပေးမယ်တဲ့လွတ်တော်နဲ့ခွေးနဲ့ဘာဆိုင်တယ်လဲ လွတ်တော်ဆိုတာဟာနိုင်ငံရဲ့တမားနေနေတဲ့နေရာဖြစ်တဲ့စစ်ခွေးတွေရဲ့ဘားတိုက်မဟုတ်ဘူးစစ်ခွေးတွေရဲ့စစ်တမ်းရံမဟုတ်ဘူးဆိုတာနင်တို့ခွေးတွေမှတ်ထားပါဆိုတော့ဒီဥစ္စာကိုကျွန်တော်ဆက်မပြောခင်ဗီဒီယိုတော်တော်လေးကိုအရင်ပြပေးမယ်နားထောင်ကြည့်ရအောင်နော်တိတ်ချစ်စရာကောင်းတယ်ဒီနေ့အပြောဆုံးမှာကြည့်ပါကြည့်ပါတခါမှ မရဘူးတဲ့တိုင်ချင်းသမီးတို့ခွင့်လောင်တိုင်းရသမီးနဲ့မှာငါမှမရဘူးကျွန်တော်တို့သမီးတို့နဲ့မှာစားရပါတယ်နော်ဓမ္မနဲ့အာရမခေချင်းထိုးတဲ့ပွဲ အလဲအကွဲရှိပင်မဲတဲ့အောင်ပွဲကတော့ဓမ္မဘက်မှာအမျက်ရှိတယ်တဲ့ရောင်နီသားတဲ့နေတစ်ကိုရောက်ဖို့တဲ့နေဝင်ညကိုကူးဖြတ်ရမယ်ဒီမှာတော့ဒါကျွန်တော်တို့ရဲဘော်တွေရှေ့တိုင်းရဲဘော်တွေအတွက်သမီးတို့မှပါလာတဲ့စာလေးတွေနော်ငါမီးတွေဘာမှမပူနဲ့နော်တဲ့စစ်ခွေးတွေအစစ်ခွေးတွေကိုတဲ့နိုင်အောင်တိုက်ပြန်လာရင်သပြေပန်းနဲ့အဖွားတို့ကျူနေမယ်တဲ့စာသားလေးကြည့်အမရှေ့တိုင်းရဲဘော်တွေအတွက်အိမ်မြန်လမ်းမှာ နေပိုက်တော့မနော်။တာရွှေဦးထန်းလာတလို့ပြုံးပြနိုင်ပါစေ။ငါတို့မှငါတို့ပဲရှိတဲ့ရဲဘော်တို့အတွက်တို့ပြည်သူတွေအမြဲတမ်းနောက်ကနေဝင်းရင်အားပေးနေမယ်တဲ့။ရှင်တန်းရဲဘော်တွေဒီထမင်းတို့ပို့တဲ့တဲမှာတသက်နဲ့တကူကြောတစ်ခါမှမရဘူးဗျ။ရှင်မဲကိုကိုပြန်လာမယ့်နေ့ကိုညီမစောင့်နေမယ်နော်ကိုကိုတို့တားချစ်တယ်နော်အဘွားတယ်အာကျေးဇူးအရိုညီကိုတော်တွေနဲ့ပြည်သူနဲ့ဘလောက်တော်မှာကျန်းဒီနေ့ကျွားတို့ရှေ့တန်းမှာရောက်နေတဲ့ 大雁的林海间，到了夜里，阿罗哥，毕都的不老七家的来说了大白，他们抱了新人到嘛，又有他们白宝贝来谈好不？他们家了过夜白天嘛，太婆，看俺媳妇。 ခန္ဓာအတွက်လိုအပ်တဲ့အစာဖြစ်တဲ့သမင်းကိုပို့ပေးတယ်အဲ့ထဲမှာပဲဘာသက်ပို့ပေးလိုက်တယ်လဲဆိုစိတ်ပိုင်းဆိုင်ရာခွန်အားကို ဖြစ်စေတဲ့စာတိုးလေးပါတခါလေးထည့်ပေးလိုက်တယ်ဆိုတော့တွေးရတယ်ဆိုတော့ဒီနေ့ကျွန်တော်တို့ပြည်သူလူထုဒီဟာဒီလိုမျိုးကျွန်တော်တို့အတွက်တိုက်ပွဲဝင်နေပေးတဲ့တိုက်ကျွန်တော်တို့ရဲ့တော်လာရဲသမားတွေကိုဘလောက်ချစ်တယ်လဲဘလောက်ချစ်တယ်လဲဆိုတာကိုစာတစ်ချောင်းလေးနဲ့ထည့်ပေးလိုက်တာနဲ့အင်အားအပြည့်အဝ ဗိုက်တာမင် A to Z ထိရှိတယ်ဒီနေ့နင်းတို့စစ်ခွေးတယ်လွန်ခဲ့တဲ့အချိန်မှာကျတော့ဒီလန်ဆယ်ဘက်ကတိုက်ပွဲဖြစ်ပွားတော့ကကျတော့ KIA နဲ့ပူပေါင်းတော်လိုင်းရဲတွေဖမ်းဆီးရတဲ့စစ်ခွေးတုံးပန်းတွေရဲ့စကားကြားရတယ်နော်တိုက်ပွဲဆလာတဲ့နေ့ကနေမှအစာ၆စားရတာသမင်းမစားရလို့လက်တွေတုံနေတာနင့်တို့မြင်နေနော်ဒါကိုအခုစစ်ခွေးဘောမတွေကနေတော့နော်ကြုံမျိုးမင်းပြောတာတိုက်ပွဲပေါ်ဆောင်ရတာ ပျော်ပွဲလိုတောင်ဖြစ်တယ်လို့ဒီနေ့ကျမတို့တော်လိုင်းရဲတွေကတော့သမင်းစားလို့ရှိရင်လည်းခန္ဓာအသက်ပဲစားတာမဟုတ်ဘူးစိတ်ရဲ့ပျော်ရွှင်မှုစားချောင်းစားသားနဲ့ပါစားနေရတဲ့ဘဝဖြစ်တယ်ဒီလိုမျိုးတော်လိုင်းရဲတွေလုပ်ရတာဟာဘလောက်အထိမုံမြတ်တယ်လဲပြီးသူဒီဟာအတိုင်းထက်အလွန်ချစ်မြတ်နိုးပြီးတန်ဖိုးထားရတဲ့ကျမတို့ရဲ့တော်လိုင်းရဲသမားတွေဖြစ်တယ်ဘယ်နိုင်ငံမဆိုစစ်တပ်တစ်ခုပဲရှိတယ်မှန်တယ်ဒါပေမဲ့ဘယ်နိုင်ငံကစစ်တပ်ကမှ နိုင်ငံရေးထဲမှာဝင်ရှာရှဲတာမျိုးတွေလွတ်တော်ထဲမှာနေရယူချင်တာမျိုးတွေဘယ်စစ်တပ်ကမှလူမျိုးခွဲခြားပြီးတော့အုပ်ချုပ်တာမျိုးငရုစစ်တပ်ထဲမှာဘယ်လူကမဝင်ရဘူးဟိုလူကမဝင်ရဘူးဆိုတာတွေဘယ်နိုင်ငံမှမရှိဘူးဆိုတာလဲနင့်တို့ခွေးတွေနည်းနည်းလေးအမြင်ကျေပါနော်နင်တို့ခွေးတွေအမြင်ကျေသွားပြီဆိုလို့ရှိရင်မြန်မာနိုင်ငံကငြိမ်းချမ်းပြည်သားဖြစ်တဲ့တဘုံဆိုတဲ့နာမည်ဟာကြားချင်ရင်တောင်မှ မကြားနိုင်တော့တဲ့နိုင်ငံတစ်ခု ဖြစ်သွားမယ်เนาะဆိုတော့ဒီနေ့ကျတော့မြန်မာနိုင်ငံမှာတဘုံလို့ခေါ်တဲ့တိုင်းရင်းသားတွေရှိချင်းဟာနင့်တို့စစ်ခွေးတွေကြောင့်ဖြစ်တယ်ဆိုတာကိုတော့ပစ်တော့မှမမဲနဲ့ဒီဗီဒီယိုဖိုင်ကတော့နည်းနည်းကြွားမဲ့ဗီဒီယိုဖိုင်เนาะမင်းတို့နီပိတ်တွေကို အမေရိကန်အင်ဂျူတော်ကနေဖုံးဆက်တာကိုလက်ခံဘူးလားဟာငါတို့အဘဘောမဖတ်မှာလေငါတို့အဘအစ်လောက်မပြောသေးဘူးเนาะအဘအစ်လောက်ဆိုတအားကြီးမြင့်သွားတယ်မင်းတို့လိုက်ပြီးမှာမဟုတ်ဘူးเนาะငါတို့အောက်ချင်း တိလားအောက်ကနေဒတိမီဒီယာစီစဉ်မှုမန်နိုင်ကြီးကိုကောင်းကောင်းကြက်ကြက်ခံလုပ်နေတဲ့ငါတို့ကိုကျော်ညိုမီတောင်မှအိမ်ယူတော့ကနေတိုက်ရိုက်ဖုံးစပ်ပြီးပြောတာတိလားမလားအဲ့တော့မင်းတို့ညီပိတ်ကြီးဖြားသွားလိုက်တယ်ဒီမှာကြည့်ရောနော်ဗီဒီယိုဖိုင်ရောဒေါ်ဆောက်ကြီးဖမ်းဆီးထားတာလွတ်မြောက်လွတ်ပေးဖို့ကွယ်ဒေါ်ဆောက်ကြီးဖမ်းထားတာ၅နိုင်လေးပါရှိနေပြီပြန်မလို့ပေးသေးဘူးလေโอ้อีบ่อีบ่อ่ะแล้วอีบิโรอนี่แหละจี้ไปรอเผื่อบ่จนเอาพี่รอเลยอีบิโรตะหยอกกว่าคนน่ะฟงลั่นเสร็จเลยจอยอกจ้าตุ้ยเนาะตุ้ยเนาะไอ้หนูน่ะยังฟงลั่นเสร็จอ่ะตู้ฮะสั่นชินเนาะบ่อูจอยๆไม่ยอมนะไม่รู้สิอ่ะ နောက်လေနဲ့ထောက်တင်ပြီးမွေးတာမင်းတို့မြန်မာတွေလေငါတို့ရှေ့မှာလာဆန္ဒပြနေတယ်ကွာဘာဖြစ်လို့လဲတော့ကျွန်တော်မေးသူတို့မသိဘူးကွာလေဒေါ်စန်းသူကြီးကိုပြန်လို့ပြောဆန္ဒပြနေတယ်အဲ့ဒါငါတို့လည်းဖမ်းမရပါဘူးလေသူတို့ဘာလို့ငါတို့ဖုံးဆက်တယ်လည်းမသိဘူးဆိုငါ့ကိုဘာဖြစ်လို့ငါတို့ကိုဆန္ဒလာပြတယ်လည်းမသိဘူးကျွန်တော်ပြောတယ်ဟုတ်ခုအဲ့အမေရိကတို့မြန်မာတွေကနည်းနည်းတစ်ခါတခါလက်ခံလွတ်တယ်ဖြည်းဖြည်းလွတ်လွတ်သွားတယ်လွတ်လွတ်ပြီးတော့ဟုတ်ကျွန်တော်ရည်ရည်တပြတ်မဟုတ်လောကမှာဒီစကားတကယ်မှန်တယ်ဟဲ့အောင်တဲ့ကျွန်တော်ဦးလေးတယောက်ပြောဘူးလေအယူတွေကဘယ်တော့မှသူတို့သူတို့ယူတယ်လို့မပြောဘူးလေသူတို့သူများကိုပဲယူတယ်လို့ပြောရတယ်မင်းမယောယူထောင်တော့ကြည့်တယ် ဟမ်အယူထောင်သွားပြီးအဲ့အယူတွေဟဲ့အောင်မင်းတို့ယူနေတာသွားမကြည့်တယ်ဘယ်သူမှသူတို့သူတို့ယူတယ်လို့မပြောဘူးလေအဲ့စကားလေးကျွန်တော်သတိရပါလို့ဟမ်အဲ့ယူတော့သူ့သူဖုံးဆက်တယ်ဆိုပြီးတော့စိုက်ဝါးဆိုင်ပြောနေတဲ့ကောင်ကသူများတကားတွေကိုကြက်မပြည့်ဘူးလေမို့လောကကြီးရတခါကြရင်လေကျွန်တော်ကျွန်တော်နိုင်ငံမှာဘာတွေဖြစ်ကုန်ပြီလဲဗျာအကောင်ပြောတာပါဟမ်အဲ့ဒါကြည့်ဒါစစ်တပ်ကအမာခံတောင်းတိုင်တတင်းမီဒီယာတွေတော့ဟာတကယ်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 တတင်းမီဒီယာအဲ့ဒါကြည့်ဟာဟမ်ပေါ့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 ကျွန်တော် တို့နိုင်ငံဗျမ်းပဓာအကုန်လုံးဖြစ်ကုန်တာပဲနော်အဲ့ကျွန်တော်ထပ်ထပ်လုပ်တတ်တယ်ရှိတယ်။ဘယ်လိုတော့တီးခံဆိုဟုတ်ဘူးကွာဒီဒေါက်တာကြီးကငါတို့ဖတ်ထားတာမဟုတ်ဘူးလေ။ဘာလို့ငါတို့ information လာဆန်းပြတာလဲဆိုတော့ကျွန်တော်တို့ပြောရခဲ့တယ်။အဲ့တော့အမေရိကန်ရောက်မြန်မာတွေရဲ့လွတ်နေတဲ့အခန်းလေးတွေလည်းဘယ်သူပြင်ပေးမလဲတော့မသိဘူး။တချို့တွေအခန်းလေးလွတ်နေတယ်။ဥရောပအခန်းတွေဗတ်ခန်းအောင်ပြတ်နေလို့မသိဘူး။အမေရိကန်မှာတော့ဆန်းပြတယ်။ဒေါက်တာကြီးလုပ်ပေးဖို့လေဆိုတော့အဲ့တော့ကျွန်တော်ပြောတယ်မင်းတို့အိမ်ပြော်နေနေလေလို့အဲ့ဒါဒီကောင်လေးကိုရှင်းပြအောင်ပါလို့ဟိုဒေါက်တာကြီးငါတို့ဖတ်မထားပါဘူးဆိုတော့ထွက်ရှင်းပြလိုက်လို့အဲ့ဒါဆိုရင်ဒီကောင်လေးနားလေလဲတော့မှာပါလို့မင်းအဲ့လိုပြောလိုက်တယ်။အဲ့ထွက်ရှင်းပြလားမရှင်းပြလားတော့ကျွန်တော်မသိဘူး။ကျွန်တော်လည်းအဲ့လိုပြောပြီးလေ။သူကတော့ဒုညံမီတဲ့တော့ပြောတာ။ နော်ဒေါအောင်ဆန်းစုကြည်ကိုဖမ်းထားတာမြန်မာပြည်မှာမင်းတို့အမေရိကန်ကောင်တွေအမေရိကန်မှာဆန္ဒပြလို့ဘာမှမဆိုင်ဘူးဆိုတော့တူတူအဲ့လောက်လေးတွေးမိတာအောင်တူညံညံမမိတာညံမမိတာညံမမိလို့ဆိုတော့အဲ့တော့ तू ဒီဟာကိုအဲ့မျိုးတော့ तू ဖုံးဆက်တယ်ဆိုတော့ဟာလီဇယ်ပြီးလှုပ်ပြီးတော့ပြောတာဒါပေမဲ့ तू မတိတာကဒီမိုကရေစီရဲ့သဘောတရားဒီမိုကရေစီတိုင်းပြည်ရဲ့သဘောတရားဒီမိုကရေစီတိုင်းပြည်ရဲ့ဆန္ဒပြပွဲနဲ့ဆက်ဆက်မှုဒါတွေကို तू မတိဘူး तू မလေ့လာမိလိုက်နော် အမလေးကမိလိုက်တဲ့အတွက်အခုလိုထွက်ပြောတော့ဘာပြောပါလဲစောက်ပေါ်ဖြစ်သွားတာပေါ့ဟမ်ရှစ်ဆရာကြီးတွားပြီးကြောင်မျိုးမင်းကိုအားပေးနေတဲ့လူတွေအကြည့်မင်းအမနာကြည့်အိမ်ဘီလိုကနေဖုံးဆက်တာနော်ပေါ်သေးသေးမဟုတ်ဘူးအမေရိကန်မိတ်ဆွေတယောက်ကဖုံးဆက်တယ်ဆိုရင်တမျိုးကျွန်တော်လက်ခံပေးသေးတယ်ဟုတ်မလားအဲတော့အမေရိကန်မှာလည်းသူ့မိတ်ဆွေရှိရင်ရှိမှာပေါ့နော်ဟုတ်တယ်မလားအဲအမေရိကန်မိတ်ဆွေတယောက်ကကိုယ်ဖုံးဆက်တော့ကမင်းတို့မြန်မာတွေကအာဘာဖြစ်တယ်ဆိုပြောရင်ဆိုနည်းနည်းလက်လူလက်ခံပေးလို့ရသေးတယ်လေဟုတ်တယ်မလားကျွန်တော် အင်ဂျူတော့ကနေဖုံးဆက်တာလေဟာနဲနဲ့စောက်စင်မုံတော့ဟမ်ပပပပပပကျော်မျိုးမင်းငါမင်းကိုငါဟာမင်းမချက်ဘူးလားကျော်မျိုးမင်းရဲ့ဒီကောင်လေးအချက်တရားဆိုဘာမှမသိအောင်ဟုတ်ပါဘူး so နောက်ဆိုလည်းအင်ဂျီရောအနေနဲ့လည်းမင်းတို့အင်ဂျီရောအနေနဲ့နောက်ဆိုဒေါသတိကိုမဖမ်းမဖမ်းချောင်ဖမ်းဖမ်းချောင်တရားဝင်စာထုတ်လိုက်ပါကွာလို့မဟုတ်ရင်မင်းတို့ဖမ်းတဲ့တီမင်းတို့ဆန္ဒခဏခဏလာပြနေပါဦးမယ်လို့ကျွန်တော်တို့ပြောပြလိုက်ပါတယ်ခင်ဗျာနော်အဲ့ဒါတော့ပြုံးစရာချင်းနဲ့တင်စင်သားပါတော့ပြီးတော့ဒါလေးကတော့နောက်တဲ့တစ်လေးတစ်ခုလေးပြောတော့ပြီးနောက်တဲ့တစ်ခုကျွန်တော်ပြောပါဦးမယ်နောက်တဲ့တစ်ခုကတော့ဘာများဖြစ်မလဲဆိုတော့အချားမဟုတ်ရဟိုဘာလဲဆိုတော့ ဒီကဒူးမပေါ့ကဒူးမဆိုတာကအချားမဟုတ်ဘူးကဒူးမဆိုတာကဒီဒဇယ်ပေါ့နော်ဒဇယ်ကဒူးမဒဇယ်ကဒူးမပဲမှာကဒူးမပဲမှာရှိတဲ့အဲစီဆိုင်တဆိုင်နဲ့ဒီစားတော့ဆိုင်နေအဲ့နားတော့ white ပေါ့လေအဲ့နားတော့ကိုတက်ကလေနဲ့ကဒူးမရွာကိုစစ်တပ်ကဘုံကျဲတယ်ရွာရဲ့အစီကားဆုံး200စီဆိုင်ကားကိုကျဲလိုက်တယ်စီဆိုင်ဘေးမှာ တိုက်အတစ်ဆောင်နေတယ်အဲ့ဒီတိုက်မှာပယံလှုပ်တဲ့ဒူဒီရဲ့စီဆိုင်ပိုင်ရှင်ရဲ့တမီးရဲ့ကုံစင်းကုံစင်းရောင်းတဲ့အမျိုးသမီးတယောက်ကဲចောင်းသားလာကြိုတဲ့အတက်20ကျော်ရွယ်တယောက်ကဲအားလုံးပေါင်းဒီသူတွေအများကြီးသိရတယ်နော်နာမည်စင်းရင်းတွေတကွာအတိအကျထုတ်ပြန်ပေးထားတယ်ဒီကောင်ဘာဘာဖာကြမစက်ကြည့်လိုက်ဒီဘုံကျဲပေါ့နော်ဘုံတော့ပြလိုက်တယ်ဒင်းနဲ့ဘုံကျဲတယ်ဒင်းနဲ့ဘုံကျဲတဲ့ခါကျတော့ချစ်ကနေနာမှုတွေဇုံဇုံမှုတွေကြီးကြီးဖြစ်သွားပါတယ်ပြောရရင်တော့ ဟိုဒီဖြစ်စရာမနေ့ကမနေ့ကမနေ့မနေ့ကမနေ့မနေ့ကဖြစ်တာပေါ့နော်မနေ့ကဖြစ်တာအခုတို့မှတိုက်နေတိုက်နေဆိုရဲရွာပေါ့နော်အဲ့ရွာကိုတက်ကလေနဲ့ဘုံကျဲတယ်အမတိတ်ဆုံးသူတွေကတော့များတယ်လို့သိရတယ်လေ50ဦးလောက်တော့မကောက်ရှိလို့ပြောတယ်တချို့ဆိုလည်းထိခိုက်တာဆိုလို့ရှိရင်အစနာတော်ရှာများလောက်တဲ့ဒီတိကျတိတ်ဆုံးတွေရှိရလို့ကြားပါတယ်အဲ့တော့ပြောရရင်အဲ့ကဒုမတိုက်နေကိုဘုံကျဲတာစစ်တပ်ကဘုံကျဲတယ်ဆိုတဲ့စကားလုံးကပြောရရင်တော့တချို့တွေတော့ကတမင်သက်တမ်းများကျဲသလားလို့ထင်စရာရှိတယ်ဆိုတော့ကဒုမကဘလို့နေရလဲဆိုတဲ့ကိစ္စပေါ့နော်တမင်သက်သက်ကျဲတာမဟုတ်ဘူးတကယ်ကိုကျဲတာ ယူရဲအဲ့ကဒူးမဆိုတော့တိုက်နေအစင်တိုက်နေအစင်ယူရဲအစီကားဆုံးနေရာတက်တဲ့ကိုကြဲချပြစ်တယ်ဟင်ဘာမှမဆိုင်တဲ့ပြည်သူတွေအစုလိုက်ပြုံးလေးတက်တာရာကြော်သွားပြီကဲတွက်ကြည့်လိုက်ပြီးတော့ကျွန်တော်ပြောပြရရင်တော့ကဒူးမကဒီပြောရင်မုံရွာနေဟိုဘက်ကိုအပေါ်တက်လို့ရှိရင်ကဒူးကဒူးကဒူးမဆိုတော့ဖြတ်ဖို့ဖြတ်ရတယ်အဲ့ဒီဘက်တွေအကုန်လုံးက PDF တွေကြီးစိုးတယ် PDF ကြီးစိုးတယ်ပြီးကြီးစိုးတယ် PDF တွေအဲ့ကဒူးမဘက်မှာတော့ကျွန်တော်ပြောရတော့ဒီကောင်ဘာဖာကြမလဲဆိုတာနားထောင်အောင်လို့ကျွန်တော်ပြောခဲ့တယ်เนาะကြည့်ဘယ်မှာ PDF တွေကဝမ်းလိုက်ထွက်လိုက်ရွာကြီးထဲမှာ PDF တွေအမျက်ရှိနေတယ်ရှိနေတယ်သူတို့ကအဲ့ဒီနေရာနေပြီးတော့ ဒီခီးသွားလာကြီးကားလေခီးသွားလာလေကားလေခီးသွားကားလေတမန်ကားလေစတားကားလေအဲရရှိကားလေဝန်ထမ်းကားလေအဲကိုလုံးကိုဓမြတိုက်တယ်ဖမ်းတယ်စီးတယ်အဲ့လိုမျိုးခဏခဏလုပ်တယ်ကဒုမအဲ့တော့စစ်တပ်ကအစောပိုင်းတစ်လျှောက်လုံးမှာကဒုမတိုက်နေတယ်ဆက်ဆက်တဲ့လူတွေစီကိုချိတ်ဆက်ပြီးတော့ညီနေမြင်းငင်းငင်းချောင်းကိုတင်းငင်းဖို့ပြောချင်းချင်းချာပြောခဲ့မှုရရှိခဲ့မှုလေရှိမှတော့ဒဇယ်ဘက်မှာကြီးဒဇယ်ဘက်တန်းရနော် PDF တွေကဓမြတိုက်လို့စစ်တပ်ကနည်းနည်းအေဂျင့်ကိုယုံကြလားယုံကြလားကြားကြားဘူးကြလားမယုံဘူးမလားမကြားဘူးမလားတိုက်တိုက်နေမပြောနဲ့ကြုံညုံရင်းပြောတာမနာတော့သူပြောတာအမှန်ခင်ဗျားတို့ကျွန်တော်တို့တိတယ်အမှားတွေ ဟုတ်လားအေးတိတိခံမပြောနဲ့သူပြောတာနားထောင်ကနေပြီးတော့ဒဇယ်ဘက်ကနေပြီးတော့ပြည်တော်စုအစ်စ်ပောက်ရတဲ့သူတွေအများကြီးရှိတယ် ပေါက်တယ်တော့တစဲကတူးမမုံရွာအဲ့ဘက် channel အကုန်လုံးကြောလုံးကိုလိုက်ပြီးတော့တက်နေတယ်လို့ရှင်းပြတယ်မလုတ်ဖို့ပေါ့ဟုတ်လေတက်နေတော့သူ့ရဲ့တက်ဆိုင်တက်ဆိုင်လူတွေနဲ့သတင်းမရရအောင်ပြောတယ်အဲ့ကျရင်ကအာဒီစစ်တပ်ကဘာဖြစ်လဲညဖြစ်လဲဆိုတော့စကံမျိုးစကားမျိုးနဲ့ဒီအညာသားချူဟာနည်းနည်းဘမှတ်ရိုက်နေလို့လုတ်တယ်ဆိုတော့ပြောရရင်တော့အဲ့ဒီမှာအဲ့ဘက်ကနေပြီးတော့ဆက်ထောက်ဖို့ကိစ္စတွေအများကြီးလုပ်တယ်အပေါ်ပိုင်းကိုထောက်ဖို့တက်တယ်ဥမာရခိုင်ဘက်ကိုထောက်ဖို့တက်တဲ့ကိစ္စတွေချင်းဘက်ကိုထောက်ဖို့တက်တဲ့ကိစ္စတွေကချင်းဘက်ကိုတက်သွားတဲ့ကိစ္စတွေစကိုင်းရဲ့ဟိုပေါ်တက်တဲ့ကိစ္စတွေဒါတွေမှလည်းဒီ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 ကတူးမတို့ဘာတို့ကနေဖြတ်ပြီးတက်နေတာများတယ်အဲ့တော့ကတူးမတို့ညာတို့တွေကစစ်တပ်ရဲ့နောက်ဆုံးမှာတားကဖြစ်လာတယ်အချိန်ကြာလာတဲ့ခါဒါကြီးကတကယ်တက်မကြီးလို့ဖြစ်လာတယ်အင်အားကြီးလို့ဒုကြီးလို့ဖြစ်လာပြီဆိုတဲ့ခါတော့တက်ကလေတဲ့ ဘုံချစ်တယ်ဖြစ်လာတယ်။တန်းစစ်ကြောင်းမထုတ်ခင်လေးနဲ့ဘုံချစ်တယ်လုပ်လိုက်ရတယ်။ကဲသူပြောထားတဲ့ဗီဒီယိုဖိုင်ကတော့ကျွန်တော်အဲ့တက်ဝက်ပဲတူတူတော်ပဲကျွန်တော်ကျွန်တော်ဝင်ဖြစ်လိုက်တာ။ကြားတဲ့အတိုင်းပဲ။နော်ကထကဒုမရွာပဲဖြစ်ဖြစ်ဘယ်ရွာပဲဖြစ်ဖြစ်စစ်တပ်ကစုံမထိုင်းစစ်သားဝင်ထွက်လာရင်ထိုင်ကြည့်နေရမှာပဲဗီဒီယိုကတော့ PDF တွေတိုင်းသားနဲ့နဲ့ကင်တွေစုံမထိုင်းအဲ့ဒီ PDF တွေတိုင်းသားနဲ့နဲ့ကင်တွေဝင်ထွက်တွာလာလှုပ်ရှားရင်ထိုင်ကြည့်နေရမှာပဲ။ပြည်သူကပြောလို့မရဘူးဒီကာလကြီးမှာအဲဒီမိုကရေစီကျင့်သုံးနေတဲ့ကာလမဟုတ်ဘူးတော်လှန်ရေးကာလကြီး ဟုတ်တယ်မလားဘယ်လက်နက်ကင်အောင်မှပြည်သူကသွားပြောလို့မရဘူးပြည်သူကခံဘက်ကမှနေရတာနော်အဲ့တော့ဒီယွာတဲ့ကိုတိုင်းနာလက်နက်ကင်တွေ PDF တွေရိတ်ခါတဲ့ပြက်သွားပြက်လာလောက်တာနဲ့ပဲယွာကိုဘုံချင်းချเสียအကြောင်းရှိလားကျွန်တော်ရဲ့ channel ကိုနှစ်သက်တယ်ဆိုရင် like subscribe ပြခဲ့ဖို့လည်းမေ့ကြပါနဲ့ issue ပြတဲ့သူတိုင်းကိုလည်းကျေးဇူးတင်ကြအောင်တတ်မှတ်ပြီးပြောကြရင်းနဲ့နှုတ်ဆက်လိုက်ပါတယ်